။ဤစီစဉ်လို့အဓိကကူညီပံ့ပိုးပေးတာကတော့မလာမြိုင်စိုက်ပျိုးရေးသွင်းဟဆုကမ်နီလီမိတက်ကဖြစ်ပါတယ်။တောင်သူဦးကြီးများအားလုံးပဲမင်္ဂလာပါရှင်။စိုက်ပျိုးပညာအဖြေရှာမာလာမြိုင်နဲ့လက်တွဲပါအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီဘက်မှာတော့မာလာမြိုင်ကစိုက်ပျိုးရေးပညာရှင်ကိုထွန်းထွန်းဦးနဲ့အတူတောင်သူလယ်သမားတွေအတွက်ဗဟုသုတရရှိစေမယ့်အကြောင်းအရာတွေကိုဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ကိုမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ကဲ့ပါဒါအရင်ဆုံးသိချင်တာပါဗောနော်ဒီမြေတွင်းပိုးတောင်သူတွေတတိထားရမယ်ဒီမြေတွင်းပိုးအကြောင်းလေးကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ဒီစိုက်ပျိုးတဲ့သီးနှံတွေမှာဆိုလို့ရှိရင်သူကဟိုစိုက်ပျိုးတဲ့သီးနှံပေါ်မှာလိုက်ပြီးတော့မှဒါအနေနဲ့များဖြက်စီးကြတာပဲဖြက်စီးရဲ့ဆိုတဲ့ထဲမှာကျွန်တော်တို့ဒီစုတ်စားပိုးတွေကဲ့ပြတ်ဝါစားပိုးတွေကဘာပေါ့ကျွန်တော်တို့ဓာတ်ပုတ်သက်စီသုံးမယ်ဆိုလို့ရှိရင်လွယ်ကူတယ်လို့ပြောလို့ရတယ်ဒီမြေတွင်းပိုးမှာကြတော့ကျွန်တော်တို့ကဒီအကာအကွယ်နဲ့နေတယ်မှာမြေကြီးထဲမှာနေတယ်ထဲစားပဲခြားထဲမှာနေတယ် ။နောက်ကျတော့ဒီအရွက်တွေကိုလိတ်ပြီးနေတယ်။ပင်စီတန်းမှနေတယ်ဆိုတဲ့အကောင်မျိုးတွေမှာကျတော့ကျွန်တော်တို့ကဒီဈေးဓာတ်ဈေးနဲ့နေနေမှုဆိုတာကမလွယ်ဘူး။ညီမောင်ပိုးဆိုပြီးသားအလွယ်ပြောလိုက်တာ။ဟုတ်ကဲ့။အဲ့ထက်မှကျွန်တော်တို့ပြောမယ်ဆိုစစ်ပိုးလိုဟာမျိုးစဘာမှဆိုစစ်ပိုးလိုဟာမျိုးတွေထည့်လို့ရမယ်။နောက်ကျွန်တော်တို့ပဲတွေမှာဆိုရင်ကျွန်တော်တို့ဘာပေါ့ဒီကျွန်တော်တို့ပွင့်ထွေးရွှေထွေးနောက်တီးလုံးဖောက်အဲနောက်ငမြောင်းတောင်းနေခြင်းဆိုလို့ရှိရင်အောက်ကကြီးကြီးထဲမှာနေတယ်။ညကြောင်မှထွက်ပြီးဖြက်စီးတယ်။နောက်ကျွန်တော်တို့ဟိုအညာဒေသတွေမှာဆိုတွေ့ရတယ်။ ဒီဒီကော်ဖီခင်းနေနောက်ကျွန်တော်တို့ဒီဟာမြေပဲခင်းနေမှာဆိုတွေ့ရတယ်ဖူလာမင်းချာဟုတ်ကဲ့ပါမြေခွေးပိတ်ရအစသဖြင့်ဒလူကောင်မျိုးတွေခြားနေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဒီအကာအကွယ်နဲ့နေပြီးဖြည့်ဆည်းတဲ့ကောင်တွေအကုန်လုံးကိုကျွန်တော်ကမြေရောင်ပိုးစုပြီးတော့မှခေါင်းစဉ်တက်ပြီးတော့မှသူ့စီးတုံးတဲ့ခံမျိုးတွေမှာတခြားသောကျွန်တော်ရှိမှပြောခဲ့တဲ့ကဲပြဝါစာပိုးတွေစုပ်စားပိုးတွေကိုတုံးတဲ့စီးနဲ့မတူညီသောစီးတစ်မျိုးကိုကျွန်တော်တို့က ပြန်သုံးပြီးတော့မနှိမ်နေမှရပါမယ်ဗျ။အော်ဟုတ်ကဲ့ပါ။အဲ့ဆိုဒီမြေရင်းပိုးအနေရောပေါ့နော်ဘလို့ကာကွယ်လို့ရမယ်ဆိုတာဒီလေမျှဝေပေးပါဟုတ်ကဲ့ဗျ။အဲ့ဒီမြေရင်းပိုးတွေကိုကျွန်တော်တို့ကာကွယ်လို့ရတဲ့နည်းလမ်းကတော့ကျွန်တော်တို့ကဒီဟိုလွယ်အောင်ပြောလို့ရှိရင်တောင်သူတွေအားလုံးသိတာမြေပြင်စေးသုံးတာ။ तू ကဒီအစိမ့်ွက်အားနေတယ်။ तू ကပါတယ်။အစိမ့်ွက်ပါတာဖြစ်တဲ့တော့ तू ကဒီလေလေတက်ရှိတဲ့နေရာတွေအကျိုးကြားတွေဒီနေရာကို तू ကအငွေ့အနေနဲ့သွားပြီးဖြည့်စည်းတာ။အဲ့တော့ကျွန်တော်တို့ဟိုအကာဝင်နေနေတဲ့ခေါင်းအပေါ်ဆေးဖြန်းလို့ထိတည်သုံးမယ်ဆိုတာတဲ့ အကာအကွယ်နဲ့နေတဲ့ခေါင်ကိုကျွန်တော်တို့ဒီအစိမ့်ဝင်မိုင်းတိုက်ပြီးတော့မှနှိမ်နေတာကဟိုပူပြီးတင့်တော်မဲ့ပုံစံမျိုးနဲ့ထုတ်ပေးထားတဲ့ကျွန်တော်တို့မြေရောင်းပုသက်စီတွေကိုတုံးဆွဲတာကပူပြီးတင့်တော်ပါလိမ့်မယ်ဗျ။ဟုတ်ကဲ့ပါဒီတောင်သူတွေအတွက်ပေါ့နော်ဒီမြေရင်းပိုးအနေရယ်ကိုကာကွယ်ဖို့အတွက်ဒါတုံးတင့်တဲ့ဆေးဝါးလေးကိုလည်းလမ်းညွှန်ပေးပါဟုတ်ကဲ့ဗျ။မလာနိုင်ရင်အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲကျွန်တော်တို့ပိုးစင်ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ UPN ဥစုဝင်ကျွန်တော်တို့ဆေးကျွန်တော်တို့ဒီ Fusion ဆိုတဲ့ AI အနေနဲ့ကျွန်တော်5%ပါတဲ့ ဈေးကိုကျွန်တော်တို့ဒီမြေရောင်းဈေးအနေနဲ့ကျွန်တော်တို့စပြီးတော့ဒီတင်သွင်းဖြန့်ချိထားတယ်ညီကြီးတို့မှာရှိတဲ့ဖိုလာမင်ကြိုင်မြေခွေးပရိချားတွေနောက်တစ်ခုကကျွန်တော်ပြောကြတဲ့ဒီစစ်ပိုးအန်နီယယ်တွေကိုဒီပိုးစင်ကနေမှကောင်းကောင်းကာကွယ်ပေးနိုင်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ပါအခုအခုလိုမျိုးဆွေးနွေးပြရကျေးဇူးများကြီးတင်ပါတယ်မြေရင်းစစ်ပိုးဒိုးခြင်းပိုးစင်တောင်သူတိုင်းထွက်မလာမြိုင်